အားလုံးမင်္ဂလာပါရှင်လွန်ခဲ့တဲ့15နှစ်လောက်ကရန်ကုန်မှာနေခဲ့တော့ငါပေါ့နော်ရွှေရှင်စင်းနိုင်မိမိဝဲကျွေးလေးရှိတဲ့ကြက်ပဲရဲ့တုပ်လေးကိုဒီနေ့အမေကိုလှုပ်ကျွေးมาဖြစ်ပါတယ်ဒီနေ့ကြက်ပဲရဲ့တုပ်လေးအတွက်ကြက်သားနဲ့ကြက်တဲ့ကြက်မြင့်လေးတွေကိုတုံးထားပေးပါတယ် ကျက်သားကိုရေးဆေးပြီးသွားပြီဆိုရင်တော့ဆားအချုံမုံနင်းနွင်းမုံငရုကောင်းမုံလေးတွေကိုထည့်ပြီးနေပြရမှာဖြစ်ပါတယ်။ကျက်သားပြုတ်တဲ့နေရာမှာ အသားနဲ့အမြစ်ကိုတော့အထူးတွဲပြုတ်လို့ရတယ်ဆိုပေမဲ့အသေးလေးတွေကတော့ကျက်ခါနီးမှထည့်ရင်တော့ပိုကောင်းပါတယ်။ချင်းကြက်သွန်ဖြူထက်ကြက်သားလေးကိုရေမြုပ်တဲ့အထီကိုရေထည့်ပြီးသွားပြီဆိုရင်တော့45မိနစ်ခန့်ပြုတ်ပေးရမှာဖြစ်ပါတယ်။ကြက်သားပြုတ်နေတဲ့အချိန်မှာ ပဲပြုတ်ရည်အတွက်ပဲစိမ့်မုံလေးတွေကိုရေနဲ့ဖြိုပေးရပါမယ်။ပြီးရင်စကားနဲ့စစ်ထားပေးရပါမယ်။ဒီနေရာမှာကလပဲအစ်စ်ကိုတုံးလို့ရတယ်ဆိုပေမဲ့မချက်ခင်တ냐လောက်ရေစိမ့်ထားရမှာဖြစ်ပါတယ်။တုံးဖို့ပြင်ဆင်ရမှာရှောက်ရွက်ကိုရှာမရတာနဲ့တံပြာရွက်ကိုအစားထိုးတုံးလိုက်ပါတယ်။အတုံးတုံးတဲ့နေရာမှာထည့်ဖို့အတွက်ကော်ဖီတုံးငရုတ်တီတံပြာရွက်နဲ့ကျက်သွန်ကြီးတို့ကိုပပလီထားပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာကျက်သွန်ကြီးကိုစီတက်ဖို့နဲ့အတုတ်တုတ်ဖို့အတွက်ဆိုပြီးမှနှမျိုးလီထားပေးပါတယ်။အသားလေးတွေကျက်ပြီဆိုရင်တော့အဖက်လေးတွေကိုဆယ်ထားပေးပြီးမှအဖက်တက်တက်အရေးတက်တက်ခွဲထားပေးရမှာဖြစ်ပါတယ်။ပဲပြုတ်ရည်လေးချက်ဖို့အတွက်ကိုအရင်ဆုံးချက်သွန်ဖြူချက်သွန်ညီကိုစီတက်ပေးရမှာဖြစ်ပါတယ်။ပြီးရင်စာအချုံမုံ နနွင်းမုံကျသားမုံမဆလာမုံမရုပ်ကောင်းမုံတို့ကိုထည့်ပြီးကြက်ပြီးဆိုရင်တော့ပဲစိမ့်ရည်လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ပဲစိမ့်နဲ့လေးပျောက်သွားတဲ့အထီကိုຫມွေပေးနေရမှာဖြစ်ပါတယ်ခုနကကျသားပြုတ်ရည်လေးကိုပဲပြုတ်ရည်ထဲမှာထည့်ပေးရမှာဖြစ်ပါတယ်။ ချက်သားတုပ်ဖို့အတွက်ချက်သားလေးတွေကိုမှားထားပေးမယ်အသေးအမြစ်လေးတွေကိုလှူထားပေးပါမယ်အားလုံးစနစ်ဖြစ်ပြီဆိုရင်တော့စပြီးတုပ်လို့ရပါပြီရှင် Thank you. ကဲခုဆိုရင်တော့မှုမွေးလေးနဲ့ဆောက်လို့ရမ်းကောင်းတဲ့ချက်ပဲရတုံးလေးရပါပြီရှင်လူလဲမေအရမ်းကောင်းရတငယ်ချင်းတို့လည်းစားကြပါအောင်ရှင်